ုပ်ရကျမကိုမေးတယ်။တားတွေကမိဘဘော်တိတက်ပြီးတော့ကိုယ့်ရဲ့တားကတားကောင်းဖြစ်ပြီးလင်ကောင်းမဖြစ်နေဘူးဆိုရင်သူ့ကိုယူတဲ့မိန်းမအတွက်ကအဆင်မပြေနိုင်ဘူးလေတဲ့။မှန်ပါတယ်။မိဘနဲ့ကိုယူမဲ့မိန်းမကြားထဲမှာအဲ့ဒီမိန်းမနှစ်ယောက်ကြားထဲမှာလူမလုတ်တတ်သေးဘူးဆိုရင်မိန်းမလုံးဝမယူဘူး။မိဘအပေါ်မှာတားသမီးကောင်းဖြစ်ပြီးတော့ကိုယူတဲ့မိန်းမအပေါ်မှာလည်းတကယ်လင်ကောင်းဖြစ်နိုင်မှာယူကြ။မိန်းမလည်းယူပြီးတော့မိဘစကားကိုမြေဝဲမကြနားထောင်ပြီးကိုယူထားတဲ့မိန်းမကိုနှိမ့်ဆက်နေမယ်ဆိုရင်ဒီအိမ်ထောင်ကကွဲပါမယ်။ ကိုယူတဲ့မိမကဒီဘဝတသက်လုံးကိုယ့်ရဲ့လက်တွဲပေါ်လေညညသူပဲနင်းနဲ့အိတ်သွားတော့မှလေအဲ့လိုလူကိုလေးစားမှုပေးရတယ်อืมကျမရဲ့အတွေးဆိုရင်ပေါ့နော်ကျမသားကမိမယူတယ်ဆိုရင်ကျမရဲ့တာဝန်အထုပ်အဖိုးကိုဒီအမျိုးသမီးကလာယူသွားတဲ့အတွက် ကျမရင်ဘတ်ထဲမှာအရန်ကြည်နိုးပြီးသူ့ကိုကျေးဇူးတင်လို့မဆုံးဘူးကျမသားထက်ကိုသူ့ကိုပို့ချစ်ပေးရမှာသူ့ကိုပို့ပြီးပေးကမ်းရမယ်သူ့ကိုကျမကောင်းပေးနိုင်မှာကျမသားဆိတ်ချမ်းသာမှာလေကျမမွေးထားတဲ့သားကိုဆိတ်ချမ်းသာစေခြင်းလွန်းလို့သူခေါ်လာတဲ့မိန်းမကိုလည်းကျမဆိတ်ချမ်းသာအောင်သားကိုထားပေးရမယ်ချွေးမပေါ်မှာမကောင်းနိုင်တဲ့မိဘကကိုမွေးထားတဲ့သားကလည်းသူများသားသမီးပေါ်မှာမကောင်းထားတဲ့အတွက်ကိုကိုယ့်ရဲ့သားကလည်းတ တက်လုံးစစ်စင်ရရမယ်ကျမကိုပဲဥပမာကျမကတော့ကျမရဲ့ဖျက်ရမှန်ကိုပြပြတာမရှက်ဘူးကျမကြုံဘူးတာကိုအခုခေတ်လူငယ်တွေကျမကဲ့သို့မမားအောင် ကျမဖျက်ရမှန်ကိုမပြောပြဘဲနဲ့ဖုံးထားရင်ဒီတင်ငန်းစာကတင်ငန်းစာမှမဟုတ်တော့တာဒါကြောင့်မရှက်ဘူးကျမရဲ့ဘဲကကျမအင်ဟောင်မကြခင်ကကျမရဲ့ဘဲပေါ့မိဘပေါ်မှာစောက်ရမ်းနေတက်တက်ပြီးတော့တွဲတွဲတွဲလာအတူတူအိတ်နေတယ်ကျမအပေါ်မှာကစီနေလိုက်တော့ဘာသူ့အမေရဲ့စကားအတိုင်းကိုသွားတာ အမေယုံနေမကဘူးသူ့အမပါပါသေးတယ်အမေအမတွေရဲ့စကားအတိုင်းယူဝဲမချနားထောင်ပြီးကျမကိုအကွက်စင်တာမချစ်ဘူးလားချစ်တယ်မပေါင်းလားပေါင်းတယ်မလိုဘူးလားလိုတယ်ဒါပေမဲ့ရှိသည်များဆနက်တွေအားလုံးကသူ့အမေနဲ့သူ့အမရဲ့အကွက်တင်နဲ့ပဲလာတာကျမဩငါအပြုံလည်းမစစ်တော့ဘူးဆိုတော့ငါ့ကိုကြားရဖို့မလွယ်တော့ဘူးပေါ့နော်အဲမထူးဆက်တော့ခင်ရမှာပဲသူ့ပုံမှာကောင်းတဲ့ပိုကောင်းပြီးတော့သူများပြောင်းလဲလာမလားပေါ့အမလေး ခွေးမိကောက်ခြေောက်ဆုံးနောက်ဆုံးတော့မင်းအမေနဲ့ပဲမြတ်သွားအိမ်နေလိုက်တော့လို့ပြောလိုက်ရတဲ့အစင်တတန်လုံးမင်းအမေနဲ့အိုအောင်မင်းအောင်ပေါင်းပြီးနေသွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရတယ်။ဟာနဲ့ကျမငငယ်တော့ရည်စားဟုတ်အခုတသားတို့အဖေပေါ့နော်။တန်ဖိုးရှိပြီးအရန်ထိုက်တန်နဲ့အချစ်ဆက်နဲ့ပြန်ဆောင်ရတဲ့အခါမှာတလအတွင်းကျမကိုယ်ဝန်အကတ်ခံလိုက်တယ်။ကျမကို9နှစ်လောက်တွဲပြီးတော့ဘာပိုးကြီးပန်းကြီးပတ်စပ်အကုန်မခံချင်လို့နင်ဘာဖြစ်လို့ကိုယ်ဝန်မရှိတာလဲ။ ။မင်းဘာဖြစ်လို့ခလေးမကတ်တာလဲ။အမလေး။ကျုပ်ကချစ်တာချစ်တာ။အုံနောက်ကအင်္ဂရေကန်ခံထားရတာမဟုတ်ဘူး။အရှင်ကြီး။ကျမကမိမရဲ့ကျင့်ဝတ်ကိုစောင့်ထိန်လို့သူပြောင်းလဲလာမလားလို့စောင့်နေတယ်။ဒါပေမဲ့အတော့မနေဘူး။ဒီမှာလက်မောင်းမှာအရာတော်ရှိသေးတယ်။ကိုဝင်သားစီသွားထဲလိုက်တာသူလုံးဝမသိဘူး။ဒီလိုလူနဲ့မပြောင်းလဲမချင်းကျမစအကြီးလားကိုဝင်သွားပြီးတဲရအောင်။မလေးကျမယောက်ျားကျမလေးထက်တန်တဲ့ထင်လို့တလအတွင်း ကိုယ်အကတ်ခံလိုက်တယ်။သမီးတို့အားလုံးနားထောင်။ဂျင်းစိမ့်နဲ့မိတ်တယ်လေ။ तू ဂျင်းမကိုဂျင်း။ तू ကောင်းမကိုကောင်းမယ်။တခုခုကိုဂျုံသွားလို့ကိုအတူတူတွဲခဲ့တဲ့လူ။ရွှေစွာဆုံးကွာ။အတူတူအိပ်ပြီးပြီဆိုတဲ့လူ ਨੇ ။ခွဲရမယ်ခွဲခွာရမယ်ဆိုရင် အပြူမစစ်တော့လို့အပြူမစစ်တော့ဘူးဆိုတဲ့အယူအဆကြီးကိုခေါင်းထဲမှာမထည့်ထားနဲ့။ကျမတော်တက်ထားခေါင်းထဲမှာထည့်ထားလို့သုံးနှစ်နဲ့ပြီးရမယ်ကိစ္စကို6နှစ်9နှစ်လောက်အချိန်သွားဆွဲလိုက်တယ်။အလကားကုန်သွားတဲ့အချိန်လေးဘလောက်နှမျောဖို့ကောင်းလဲ။ ဒီလိုအချိန်ကိုဒါကိုကိုကိုပြုပြင်ပြင်ဆင်ပြီးသင်တန်းလေးပါလေးတက်လိုက်ရင်တောင်ုံတိုင်ုံယောက်ျားမပြောနဲ့တကက်ထိုက်တီးဆိုတဲ့ယောက်ျားမျိုးကိုရနိုင်တယ်ကိုတို့ကပြက်လို့ပြက်စီးနေလို့အပြုံမစစ်လိုက်တာမှမဟုတ်တာတဖက်ကလူကလူစိတ်ငွေထားတဲ့လူမဟုတ်တဲ့အတွက်ကျမတို့ခံလိုက်ရတာလေအဲ့ဒါကြောင့်အပြုံမစစ်သွားလဲပဲကိုကိုအပြစ်လို့မမြင်နဲ့မထိုက်တန်တဲ့လူအနာမှာဘဝတစ်ခုလုံးနှိမ့်မသွားစေနဲ့ကျမတို့ပဲကြည့်အခုဆိုရင်ကျမဘယင်မလေးအဲ့ဒုံးက ကက်စီနေပြီးရုံမာပြီးမိဘနဲ့အမစကားကိုတသွေးမသိနားထောင်ခဲ့တဲ့ကောင်နဲ့ကလေးတာမွေးခဲ့မယ်ဆိုရင်အခုလက်ရှိတသားရဲ့အဖေကကျမကိုဘယ်ယူတော့မလဲကလေးပါနေတယ်လေအပြုံမစစ်ပါစေကျမကလေးလုံးဝအပါမခံဘူးကျမပြောတာကိုနားလေတယ်နော်ဒါကြောင့်ဘတုတ်ကိုမဆိုကျမအများရန်ပြောပြောနေတဲ့စကားတခွန်းရှိတယ်လှအောင်နေလှအောင်နေဘလို့ဖြစ်ဖြစ်လှအောင်နေလှလေးနေတိုက်ရင်ကို့အတွက်မနှက်ပြန်ဆိုတာဝရကံမယ်အမြဲမှတ်ထား ူချစ်မှကိုချစ်ပါသူကောင်းမှကိုကောင်းပါကိုကိုတကယ်ချစ်လားမချစ်ဘူးလားဆိုရင်အတူတူနေလိုက်ရင်တန်းသိတာပဲဟုတ်တယ်မလားတကယ်လို့တကယ်ကိုထိုက်တန်တဲ့ယောက်ျားနဲ့ရသွားပြီဆိုရင်လူတိုင်းလူတိုင်းကအလို့ရှိမှဂုံရှိတာလေအလို့လို့ပါကိုနဲ့ထိုက်တန်တဲ့အလို့တစ်ခုခုကိုလှုပ်ကိုလှုပ်နေပြီးရင်အရေးကြီးဆုံးဘာလို့ပဲလုံနေလုံနေဘလို့ပဲခလေးပဲမွေးရမွေးရဘလို့လောက်ပဲတာယာသွားတာယာသွားဘလို့ပဲချမ်းသာတဲ့လူနဲ့ရသွားပါစေဘလို့ပဲချစ်တယ်လို့ပြောပြောကိုယ့်ရဲ့ body ကို ဘလုံးမမဝစေနဲ့ဝရင်တော့တိတယ်မလားအမျိုးမျိုးအယောင်ပြောင်းလိုက်မယ်ပြီးတော့ယူတော့ကတော့ပိန်ပိန်လေးလေးလေးလှလှလေးကလေးတယောက်နှစ်ယောက်လောက်မွေးပြီးတော့ဖက်တီးပုတ်ကြီးဖြစ်သွားပြီးဘူပေါင်းကြီးလိုဖြစ်သွားပြီးဆိုလို့ရှိရင် तू ကလေအလွလွနေရင်လူတဘာဝအတိုင်းခရင်းပြက်လာတယ်ကျမတို့မိန်းမတွေဟာအမြဲတမ်းပန်းအိုလေးလိုနေတတ်ရမယ်လို့တသက်လုံးကျမရဲ့စကားကိုမှတ်ထားဘယ်တော့မှမမားစေရဘူးဒါကျမဖြတ်တန်းလား ကိုကိုတန်ဖိုးရှိရှိနေပြီးတော့တန်ဖိုးရှိပြီးထိုက်တန်တဲ့ယောက်ျားကိုနဲ့ပြန်ပြီးညားလေတတိတဲ့ကျမညားခဲ့တာလေအဲ့လိုနော်ချစ်တယ်